ethics ဆိုတာစီးဆိုတာပါလဲဆောင်ကပြောပြမယ်တရားနဲ့တရားအရန်ခင်မင်းတဲ့နေရာနေပြီးတော့မှအကြောင်းမတိုက်ဆိုင်လို့မခင်ကြတော့ဘူးမုံသွားခဲ့မယ်ဆိုရင်တော့မှခင်မင်းကြတော့ကပြောခဲ့တဲ့လျှို့ဝှက်ချက်တွေအတွင်းစကားတွေကိုအတင်းမပြောတဲ့စီးတရားနဲ့တရားရန်ဖြစ်ရင် မဆိုင်တဲ့ personal တွေသူတစ်ပါးရဲ့အားနဲ့ချက်ကိုမပြောတဲ့စီးကိုယ့်ကိုယုံကြည်လို့ပြောခဲ့တဲ့စကားတွေကို မျက်နှလုံးမျက်နှာအလိုချင်စောနဲ့သွားတည်င်းမပြီးတဲ့စီကိုတိချင်တော့ကမေးခဲ့တဲ့စကားတွေကိုသူတပားကပဲတမင်အပုတ်ချပြောလာတယ်လို့မျိုးမိတ်ဆွေတငယ်ချင်းတွေစီမှာသွားပြီးတော့မှဂုံးတိုက်တာ တွေးထိုးတာမျိုးရန်တိုက်ပေးတာမျိုးတွေမလုပ်သင့်တဲ့စီစီမရှိတော့ရင်ဘာတွေဖြစ်မလဲရှက်စရာကြီးပေါ့ဟုတ်တယ်တကယ်တော့ဘာမှမဖြစ်ဘူးကိုတန်ဖိုးကိုတတ်မှတ်တာပေါ့ အဲ့ဒီကို လူကျင့်ဝင်လူသိခါကျင့်ဝတ်တရားကိုကျင့်တရားဒီလိုမျိုးပေါ့အတိတ်ပဲအများကြီးဖွင့်ဆိုတာတွေရှိတယ်အချင်းချင်းပေါင်းသင်းဆက်ဆံနေရတဲ့ဒီလူအတိုင်းဝိုင်းထဲမှာနော် ethics ဆိုတဲ့လူကျင့်ဝင်ရှိတတ်ဖို့ကအရန်အရေးကြီးပါတယ်လူကျင့်ဝင်တည်တတ်ခြင်းဆိုတဲ့အထက်မှာတယောက်နဲ့တယောက်လေးစားမှုတွေစီကမ်းတွေလူသားချင်းစာနာမှုနဲ့နားလည်မှုတွေအများကြီးပါတာပေါ့ဒီတော့ ဘယ်ရာမျိုးက ethic ရှိတယ်လို့ခေါ်တာလဲငါချက်တင်နဲ့ငါပြောပြ public area လို့ခေါ်တဲ့အများနဲ့သက်ဆိုင်တဲ့နေရာမှာစကားကိုအကျယ်ကြီးမပြောတာမျိုးတချင်းတန်အကျယ်ကြီးမဖွင့်တာမျိုးနံပါတ်2တစ်ချက်ကဝင်ပေါက်နေရာတွေမှာပိတ်မရတာမျိုးနောက်တစ်ချက်ကတခြားသူတွေစကားပြောရင်တဲ့အချိန်မှာကြားဖြတ်ပြီးတော့ဝင်မပြောတာမျိုးငွေကြီးအခက်အခဲရှိနေတဲ့တငယ်ချင်းတယောက်ရှိမှာ ကိုတုံးနေတဲ့တန်ဖိုးကြီး brand နဲ့အကြောင်းထုတ်ပြီးတော့မှ မပြောတာမျိုးမိသားစုဖြစ်နေရင်တောင်မှ သူများအခန်းထဲဝင်မယ်ဆိုရင်တကားခောက်ပြီးတော့မှဝင်တာမျိုးအမိုက်ကို အမိုက်ပုံထဲမှာတေချာစွန့်ပစ်တာမျိုး privacy ကို ထိခိုက်စေနိုင်တဲ့မိကွန်းဥပမာအဖြစ် claim ယူကြသေးဘူးလားနော်နေအသားမဲသွားတယ်နော်ဟုတ်လားအမလီနေမျက်နှာကြီးကလည်းဖူးရင်းနဲ့နော် စကင်ခဲမလုပ်ဘူးလားဒီလိုမျိုးမေးတတ်တာเนาะတပားသူရဲ့ဖြစ်တည်မှုကိုရှုံချတာမျိုးဟုတ်လားဒီလိုမျိုးတည်တည်မမကိစ္စတွေကအစကြီးကြီးမမကိစ္စတွေအဆုံးအထိနားလည်တည်တတ်ခြင်းကို ethic ရှိတယ်လို့ခေါ်တယ် ethic ရှိတယ်ဆိုတော့ IG ဘလောက်ကောင်းကောင်းเนาะစာဘလောက်တော်တော်မွေတွေဘလောက်ပဲရှာနိုင်ပါစေတိုင်နဲ့မဆိုင်ဘူးဘလောက်တော်တော်ဘလောက်ကောင်းကောင်း အသည့်မရှိတဲ့လူကမရှိတာပဲမင်းမှာရှိတဲ့အသည့်နဲ့စီကံကမင်းရဲ့အဆင့်တန်းမင်းရဲ့တန်ဖိုးပဲမင်းရဲ့စိတ်ဓာတ်အဆင့်တန်းကို မြင့်တင်နိုင်ဖို့ရန်အတွက်မင်းမှာ ethic ဆိုတဲ့ကျင့်ဝတ်ကောင်းတွေရှိဖို့ရန်အတွက်လိုအပ်တယ်ဒါလေးတော့မှတ်ထားပါဗောနော်